ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့သဘောဝတရားရင်အလပဆုံးနဲ့အထူးကြုံဆုံးတားကောင်းတွေထက်ကတကောင်ဖြစ်တဲ့จิตတရဲ့အကြောင်းပဲဖြစ်ပါတယ်ဗျจิตတွေဟာလုံးဝဆန်းကျွယ်ပြီးတော့အစွမ်းထက်တော့အမင်းလိုက်တမပါจิตတဆိုတာကဘာဘောကကြောင်ကြီးငါးမျိုးထဲမှာပါဝင်ပြီးလုံးဝချက်တွေအစွမ်းအစာတွေပြည့်နေတဲ့အသာစားတားရဲ့တရိစံတစ်မျိုးဖြစ်ပါတယ် သူရဲ့နုညံ့ပြီးလှပတဲ့ခန္ဓာကိုယ်ကသူပတ်ဝန်းကျင်နဲ့အလွန်တရာလိုက်ဖက်တဲ့အယောင်သွေးတွေဟာจิตติကိုစိတ်ဝင်စားစရာအကောင်းဆုံးသတိဆန်တွေထဲကတပေါင်းဖြစ်ပါတယ်။จิตติရဲ့ထူးခြားတဲ့အသွင်ပြေတွေဟာจิตติတွေဟာကြောင်မျိုးရင်းထဲမှာငယ်သေးတဲ့ရွယ်စားမရှိပေမဲ့ခွန်အားကြီးပြီးတုတ်ခိုင်ပါတယ်။จิตติရဲ့အဆက်အပြောက်တွေဟာจิตติရဲ့အရင်ကမှပါတဲ့အကွက်အဆက်တွေဟာအလွန်ထူးခြားပါတယ်။ သူတို့ကိုပန်းဝိပုံအခွက်များလို့ခေါ်ပြီးအပြင်ဘက်ကအနှစ်ရောင်အကွေထဲမှာအညုံရောင်နှစ်ပြာရောင်တင်းငယ်တဲ့အဆက်လေးတွေပါဝင်နေတတ်ပါတယ်ဒီအခွက်ပုံစံဟာလူတို့ဦးနဲ့တို့ဦးလက်ခွေမတူသလိုပဲချက်တက်ကောင်နဲ့တကောင်လုံးဝမတူကြပါဘူးချက်တက်ရဲ့အရာတွေကသူတို့ရဲ့အမွှေးတွေဟာအဝါရောင်အညုံရောင်ဖြော့ဖြော့ကနေအနီရောင်ဖက်တန်းတဲ့အထိအမျိုးမျိုးရှိတတ်ပြီးဒီအရာတွေကသူတို့ကိုပင်တည့်ရွက်ကြမှာလုံးဝဖုံးကွယ်ထားနိုင်ကြပါတယ် ကျက်တည်းရဲ့အစွမ်းထွက်တဲ့ဆဲဆောင်ကြီးများဟာကျက်တက်တွေဟာတခြားသောကြောင်ကြီးတွေနဲ့မတူပဲအလိုလဲညောညီထွေနေတဲ့တရိတ်ဆန်တစ်မျိုးဖြစ်ပါလေကျက်တည်းတွေရဲ့အမဲလိုက်ရှင်ဟာသူတို့ဟာညဘက်မှာအမဲလိုက်တတ်တဲ့တရဝါတွေဖြစ်ကြပြီးငုံတော့ဆောက်ပြီးတိုက်ခန့်ခြင်းမျက်စံတွက်လက်ပြေးလွှားခြင်းဖန်ဆင်းခြင်းစတဲ့နီလန်ပေါင်းစုံနဲ့ကြွက်ခင်စာအသုံးပြုနိုင်ပါလေသူတို့ရဲ့အစာမှာသမင်းသားပိတ်ခေါင်မြောက်အစရှိတဲ့တရိတ်ဆန်မျိုးစုံပါဝင်ပါတယ် ကျသိရဲ့အထင်ရှားဆုံးအစွမ်းကတော့တပ်ပင်တိုင်ကြွန့်ကျင်မှုပါပဲသူတို့ဟာကိုယ့်ရဲ့ကိုယ်အလေးကြီးတဲ့ပူများတဲ့အမဲကောင်တွေကိုတစ်ကိုင်းပေါ်အထိမသေးမရှင်းမတင်နိုင်စွမ်းရှိပါတယ်ဒီလိုလောချင်းကရှင်သိကြသူမဟုတ်ဟဲ့အင်နာလိုမျိုးတခြားပြိုင်ဘက်တွေကသူတို့ရဲ့အစာကိုနှုတ်ယူစားတောက်တာမခံရအောင်ကာဝင်ရှင်းဖြစ်ပါတယ်ရှင်တဲ့တွေရဲ့နေရာဒေသဖြန့်ကျက်မှုကတော့အဖရိတိုက်ကတဲကရရကဆွတ်ဆွတ်တဲ့တိုးတွေအထိ အာရှတဲ့ဟိမွေနာတောင်တန်းတွေရဲ့အနီးအနားထိကြံပြတဲ့နေရာဒေသပေါင်းများစုံမှာရှင်တန်နေထိုင်နိုင်ကြပါတယ်။ကျစ်တဲ့နဲ့တွေကစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ရုပ်ရှင်တွေထဲမှာမြင်တွေ့ရတဲ့ကျစ်တဲ့နဲ့လို့ခေါ်တဲ့ Black Planter ဟာတီရှာကျစ်တဲ့မျိုးစိတ်တခုမဟုတ်ပါဘူး။ဒါဟာကျစ်တဲ့မျိုးစိတ်တွေကမွေးရပါအယောင်ချဲပျက်စီးပုံများကျစ်တဲ့တကောင်သာဖြစ်ပါလေ။သူတို့ရဲ့အနဲ့ရောင်ရည်ပြားပုံမှာပုံမှန်အတိုင်းပန်းဝင်ပုံအကွက်လေးတွေကိုအလင်းရောင်ကောင်းကောင်းနဲ့ကြည်ရင်မြင်တွေ့နိုင်ပါသေးတယ်။ လက်ရှိကြုံတွေ့နေရသောစိန်ခေါ်မှုများခွန်အားကြီးပြီးလပတဲ့ကျသစ်တွေဟာလက်ရှိမှာတော့ထိခိုက်လွယ်အဆင့်အတန်းရှိနေပါတယ်။လူတွေရဲ့တစ်တောဖြုံတင်းမှုကြောင့်နေထိုင်ရာနေမြေတွေဆုံးချုံခြင်းသူတို့ရဲ့အရင်ခွန်အတွက်တရားမဝင်အမဲလိုက်ခံရခြင်းစတဲ့အကြောင်းရင်းတွေကြောင့်ကျသစ်တွေရဲ့အရင်အတွက်ဟာတပြေးပြေးလျော့နေလည်နာကြပါတယ်။ဒါကြောင့်ကျက်သစ်တွေဟာတောနဲ့ထက်မှလွတ်လပ်စွာရှင်သန်နိုင်ရတဲ့ကာကွယ်စောင့်ရှောက်မှုတွေလိုအပ်နေဆဲပဲဖြစ်ပါလေ ဒီလောက်ဆိုရင်စစ်တီရဲ့အကြောင်းကိုအချင်းချင်းသိရှိမှာပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ